Hello အားလုံးမင်္ဂလာပါကိုတေးဖော်ဖော် channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုကတော့ကျွန်တော်ဒီနေ့ညဒါ Super Sunday မှာကန်သွားမယ် Match of the Week ပေါ့နော်လီဗာပူးအတင်းနဲ့မန်ယူတင်းတို့ပွဲစဉ်ကိုတည်တံ့တုံးတက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ Now West Derby လို့နာမည်ကြီးတဲ့ England Derby လို့လည်းနာမည်ကြီးပါတယ်အင်္ဂလန်ဘောလုံးလောကမှာအအောင်မြင်ဆုံးအတင်းနဲ့တင်းထိတိုက်တွေ့ဆုံမှုပွဲစဉ်လည်းဖြစ်ပါတယ်နော် ကဲတော့ကျွန်တော်တို့မနေ့ကညမှာတော့ပြီးများလီပွဲစဉ်တွေကြောပြန်တုံးတက်တဲ့ခါမှာ Chelsea ကြေးအောင်နဲ့ Man City ကြေးအောင်နဲ့ Arsenal တော့ဒါ draw ဖြစ်သွားပြီပေါ့နော်1-1ဝင်ရိုးဆိုတော့အော်ဒီနေ့မှာတော့လဘာဘူးကြေးကြမလား Spurs ကြေးကြမလား Man U ကြေးကြမလားဟိုမနေ့ကအတင်းကြီးတော်တော်များများ3တင်းလောက်မှာ2တင်းလောက်ကအကျွတ်အောင်ပြီ3တင်းလောက်ပဲတင်ကြနေမှာဒီနေ့တော့အတင်းကြီး3တင်းလောက်တော့ကြေးကြမဲ့အနေအထားရှိတယ်ဒါက ဟိုအပတ်ဆင်တိုင်းမှာပြင်းများလီတွားနေတဲ့ flow တခုအတင်းကြီး၅တင်း၆တင်းရှိ၅တင်း၆တင်းစလုံးကြီးမအောင်ဘူးကြီးလည်းမကြောက်၃တင်းလောက်အောင်နဲ့၂တင်းလောက်ကြတယ်၂တင်းလောက်အောင်နဲ့၃တင်းလောက်ကြဒီလိုဒီလိုမျိုးပဲတွားတာပေါ့နော်အော်ဒီနေ့မှာတော့လဘာဘူးရှိမယ်မန်ယူရှိမယ်ပြီးတော့စပါးရှိမယ်ပေါ့နော်အော်ကြီးချောက်ကြီးပေါ့အဓိကကြီးချောက်ကြီးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါစတဲ့ကြီးမှာတော့လဘာဘူးအတင်းကတလုံးကို၅ပြားနိုင်လောက်ပြီးခဲ့တယ် လှည့်ပြားနိုင်တော့ပြီးရဝမ်းကြီးဝင်ရိုးပေါ့နော်၃လုံး၄၀ရှုံပြီးခဲ့တယ်။အော်ဒီနေ့မှလည်းတလုံးတည်ပဲ၃လုံး35ပြားရှုံဆိုတော့ကြီးကတော့ကြီးမားပြောင်းလဲမှုမရှိထားဘူးပေါ့နော်။လက်ရှိမှာလပါဘူးတီဒါ၃ပွဲဆက်နောက်ဆုံး၃ပွဲဆက်ရှုံပွဲတွေ့ထားတဲ့အတင်းဖြစ်နေတယ်။မန်ယူအတင်းကတော့ဒါအပ်ပန်တောင်းအရင်များတဲ့အတင်းပေါ့နိုင်လိုက်ရှုံလိုက်တေးကြလိုက်စိတ်ပြက်စရာကောင်းလိုက်အပျော်ရွှင်မှုတွေပြန်ပေးလိုက်နေတယ်ဒီလိုနဲ့ပဲဒါနှစ်ပါးသွားနေတဲ့အတင်း ဒါနီးပြအမိုရင်ဆိုရင်လည်းဒါပိုင်ရှင်တွေကထောက်ခံထားတယ်ဆိုပင်ပိတ်တဲ့တွေအနေနဲ့တော့အရင်ကြီးကျင်းနေအားရနေတဲ့အနေထားတစ်ခုတော့မဟုတ်ဘူးပေါ့နော်ဟုတ်အာလင်းစလောလက်ထက်မှာလဘာဝူအတင်းက၃ပွဲဆက်ပထမဆုံးရှုံးပွဲတွေ့သွားခဲ့တယ်ဟုတ်ဒီတစ်ပတ်မန်ယူနဲ့ပွဲစဉ်မှာသူတို့၄ပွဲမြောက်ရှုံးလို့မရတော့ဘူးနောက်တစ်ခါကမနီကအာဆင်နယ်အနိုင်ရသွားတဲ့အတွက်အာဆင်နယ်ဒီလဘာဘူးကဒါ၄မှတ်လောက် ဖြတ်ထားလိုက်တဲ့အနေအထားဖြစ်သွားပြီ။အော်ဒီအနေအထားမှာလပါဝူးဒီချွတ်ချော်မှုတစ်ခုဖြစ်သွားခဲ့တာနဲ့တိုက်တယ်ဝေးမှာအမှန်နည်းနည်းလေးပြတ်သွားနိုင်ကြီးများတယ်ပေါ့နော်။အော်ဒီအနေအထားကိုလပါဝူးနီးပြအလင်းဆလော့ဘလိုဂိုင်းတွေမလဲ။ပြီးရင်ဒီချာဒါပြီးရင်ဂျာယန်မှာလည်းချန်ပီယံလိပွဲနေရလဲနှွဲဖို့ဟာရှိနေသေးတယ်ပေါ့နော်။အော်လပါဝူးအနေနဲ့တော့နည်းနည်းလေး ပြန်တော့ယုံထားမဲ့အနေထားရောက်ရောက်နေပြီအဲဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဘယ်လိုခင်းချင်းနေနဲ့ပွဲထွက်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီပွဲကတစ်ကဘာလုံးဒါစောင့်ကြည့်မှုအများဆုံးပွဲစဉ်ဖြစ်ပါတယ်အဲနောက်တစ်ခုကဗောနောအတောင်ညောင်းနေတဲ့ဂျိုးကြအနေနဲ့ဒီနေ့မှာဘယ်လိုမျိုးပြန်ပြီးအားရင်းနေ energy ဖြည့်ပြီးဝေကာပါပြန်လုပ်မလဲဘောင်းဘတ်ဘယ်လိုပြန်လုပ်မလဲဗောနောအဲ့တော့ ဖီးယားများနေတဲ့ slot နဲ့ဒါစောင့်ကြည့်ခံနေရတဲ့ MOIN တို့ရဲ့တွေးဆမှုလို့ပြောလို့ရတယ်နောက်တစ်ခုကအင်္ဂလိပ်ဘောလုံးလောကထဲမှာဒါအအောင်မြင်ဆုံးနှစ်တင်းတွေးဆမှုဖြစ်ပါတယ်ဖလားအောင်မြင်မှုအများဆုံးဂွန်ပုတ်တွေအတွက်အမြဲတမ်းဒါနေရာလူနေကြတဲ့နှစ်တင်းဖြစ်ပါတယ်ပေါ့နော်အင်္ဂလိပ်ပီးယားလီလို့နာမည်မပြောင်းခင်တုန်းကဒါ the football league first division ပေါ့เนาะ english ဒါဘောလုံးလောကမှာခေါ်ခဲ့တယ်အဲ့ဒီအချိန်တော့ liverpool ကအအောင်မြင်ဆုံးအတင်းဖြစ်ခဲ့တယ် လက်ရှိ1992နောက်ပိုင်းမှာပြည်များလီတို့နာမည်ပြောင်းပြီးနောက်ပိုင်းမှာတော့ဖာကိုဇန်လက်ထက်မှာမန်ယူအတင်းက73ကြိမ်ချန်ပီယံဖြစ်ခဲ့ပြီးတော့ပြည်များလီမှာအောင်မြင်လုံးအတင်းဖြစ်သွားအဲ့တော့တိုတယ်ဒီအမှတ်ပေးပြိုင်ပွဲကိုပဲနာမည်ပြောင်းပြီးမပြောင်းပြီးအကုန်လုံးပေါင်းလိုက်မယ်ဆိုတော့နှစ်တင်းစလုံးဒီအကြိမ်20လီတာချန်ပီယံဖြစ်ထားတယ်အဲ့တော့ ပြီးများလီဒီ MLB English ဘောလုံးလောက MLB အမြင့်ဆုံး MLB ပြိုင်ပွဲမှာအောင်မျိုးနှစ်တင်းရဲ့တွေ့ဆုံမှုတစ်ခုဖြစ်နေတယ်ပေါ့နော်။အော်တို့တို့ဒီအဲကြောင့်လဘလို့အချိန်နေပဲရောက်ရောက်လဘဘူးလဘဘူးအကြပဲရောက်နေရဖြစ်ဖြစ်မန်ယူအကြပဲရောက်နေရဖြစ်ဘလို့အချိန်နေမှာပဲရောက်နေရောက်နေတို့တို့နှစ်တင်းတွေ့ဆုံတိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ဒါကဘောလုံးလောကမှာတင်မဟုတ်ပဲနဲ့တို့တို့ကဘာဒုတိယကဘာစစ်တေပထမကဘာစစ်တေ1890ကျော်1990တောင်ကျော်လို့နော်ဒီလိုခစ်အနေထားမှာတွေက เออ sorry 1890ကျော်တော့မဟုတ်1990လောက်ပေါ့เนาะ1990 1900ဝလောက်တော့ဖြစ်တူတူရကဘာလေးဖြစ်1940ဝင်းကျင်ပေါ့เนาะအဲ1920ကျော်40ကျော် iPad ချာလေးလောက်ကလေးကသူကစက်မှုတွေထွန်းကားခဲ့ပြီးတော့စက်မှုမျိုးတော်တွေဖြစ်ခဲ့တယ်လမာဘူးကစိတ်ကမ်းမျိုးဖြစ်ပြီးတော့ Manchester ကတော့ဒါဒီအထည်အထည်ချုပ်တွေပိုင်းနဲ့ဒါစက်မှုထွန်းကားခဲ့တဲ့မျိုးမျိုးတော်ဖြစ်ခဲ့တယ်ပေါ့เนาะအဲသူနှစ်တည်းကဒီစီးပွားရေး ဒီဆက်မှုခေတ်ကာလကလေးကအပြိုင်ဆိုင်နေစီးပွားရေးအပြိုင်ဆိုင်နေဖြစ်ခဲ့ပြီးတော့မှဒီဘောလုံးပွဲထိဒါပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ကြတယ်เนาะအဲ့လိုမျိုးတွေအထိတမိုင်းစင်ဆက်ဆက်ဒါပြိုင်ဆိုင်မှုပြင်းထန်ကပြင်းပြင်းထန်ခဲ့ကြဖြစ်တဲ့အတွက်လေဘောင်ပိတ်တဲ့နေရာလဲမိန်လိုတားမုံနေမိန်ပိတ်တဲ့နေရာလဲလေဘောင်ဘူးလိုတားမုံနေပြီးတော့သူတို့ကန်တဲ့ပြေဆုံတဲ့ပွဲတွေမှာဆိုရင်ကျွန်တော်တို့ဒါလုံကြုံရေးဆိုလဲဒါတော်တော်လေးခြားထားတဲ့အနေထားပေါ့เนาะအဲ့တော့ကျွန်တော်တို့ ထိတ်တဲတွေးဆမှုတွေကျွန်တော်တွားပြန်ကြည့်ကြမယ်ပေါ့နော်ဒါလည်းကျွန်တော်ပြီးခဲ့တဲ့ဂျာရဲ့မှာတော့ Telegram channel နဲ့ Bye-bye channel မှာကျွန်တော်ညီကိုတို့ကိုကျွန်တော်မှတ်ထားတဲ့ဒီ sound မှတ်ထား record လေးတွေကျွန်တော်ပို့ထားပြီးပြီပေါ့နော်နောက်ဆုံးတွေးဆမှုဒါ6ကြိမ်ပေါ့6ကြိမ်မှာဆို6ကြိမ်စလုံးလဘာဘူးကပဲအိမ်ကွင်းအဝေးကွင်းနှစ်ကြော့နှစ်ခုစလုံးကိုမန်ယူအတင်းကိုကြီးပေးခဲ့တာကျွန်တော်တွေးရတယ် ဲ့ထဲမှာကျွန်တော်ထူးထူးခြားခြားအောင်မြင်မှုဆိုလို့ဒါလပါဦးကအင်ကွင်းမှာ2023မှာမန်ယူ level 20ရှုံး30ရှုံးပတ်ချာ level ပေးတယ်ကိုပေါင်းကြီး330နိုင်ပြီးပြီးတော့ 7C ဆိုပြီးတော့ဒါလုံးဝကို high ဖြစ်သွားတဲ့ result မျိုးနဲ့သူနိုင်သွားခဲ့တယ်ပေါ့နော်အဲအခုချိန်ဒီလဲဒါ7 app 7 app အချိုးရင်းပိုင်းညာနဲ့လောင်ပြောင်ခံနေရတော့ပေါ့နော်အော်မနစ်ကတော့ကျွန်တော်တို့လပါဝုအင်ကွင်းမှာတူးတူးတည်ကြတယ်နှလုံးတည်ရနိုင်ပြီးတယ်390ရှုံးပြီးတယ် အမနီကရာဒီမန်အင်ကွင်းမှာလက်ပေါက်3လုံး85ပြားနိုင်3လုံး60ရှုံးပေးပြီး3စီးနဲ့နိုင်တယ်2024မှာမန်အင်ကွင်းမှာ3လုံးတီလက်ပေါက်ကလာပေးတယ်4လုံး80နိုင်ပေးတယ်တူတူတီကြ FA ကတပွဲအပါဝင်2ပွဲစလုံးပြင်းများ2ပွဲရောပြင်းများ2ပွဲ FA ကအပါမန်အင်ကွင်းမှာလက်ပေါက်လာကန်တယ်2ပွဲစလုံးတူတူနဲ့တီကြသွားတယ်ပေါ့နော်လဘာဝအင်ကွင်းမှာဒါ2024မှာတော့နှလုံး85ပြားနိုင်ပြီးရေ3လုံး65ပြားရှုံးပြီးပြီးတော့ GD ကန်သွားတယ်ပေါ့နော်အဲ့တော့ ဒီနေ့ရာဒီလဘောက်အင်ကွင်းမှာကျွန်တော်တို့အတင်းကြီးဘလူးနဲ့တွေ့ပြီးပြန်ရဲကမှာအာဆင်နယ်နဲ့တွေ့ပြီးအာဆင်နယ်ကိုလဘောက်ကြီးဘလောက်ပေးခဲ့လဲလို့ level 30ရှုံပေးခဲ့တယ်ပေါ့နော်။အော် level 30ရှုံဆိုတာဒါအင်ကွင်းအားသာချက်ရှိလို့တာပြန်။အဲ့တော့အာဆင်နယ်နဲ့လဘောက်ဘူးဒီခြေတန်းတူတဲ့နှစ်တင်းလို့ကျွန်တော်တို့တတ်မှတ်လို့ရတယ်။အော် Man U ကလည်းအာဆင်နယ်နဲ့ပွဲစဉ်တက်မှာတွေ့ပြီးပါရဦးထွက်ဖို့မှာ။အဲ့တော့အာဆင်နယ်နဲ့ Man U အင်ကွင်းမှာ level အပြည့်ရှုံ level 90ရှုံ80ရှုံ100ရှုံလောက်ပေးပြီးတော့တလုံးအပြည့်နိုင်တဲ့ဒါကြီးပေးခဲ့တယ်1 season နဲ့9တော့။အဲ့တော့ မန်ယူအာဆင်နယ်ကအဝေးကွင်းမှာလည်းတလုံးအပြည့်နိုင်ပြီးလို့ရှိရင်အင်ကွင်းမှာတလုံးတည်ပေးရမယ်အဲတော့အာဆင်နယ်လက်ပေါင်းဒီဂျီနန်တူတဲ့အတွက်လက်ပေါင်းအင်ကွင်းမှာလည်းမန်ယူတလုံးတည်ပေးရမယ်အဲတော့လက်ရှိပေါက်ထားတဲ့ဂျီနန်တလုံးတည်ရဲ့ဂျီနန်ကလည်းဒါမှန်ကန်မှုရှိနေရယ်ဂိုးပေါင်းကြီး340ရှုံးဆိုတာကတော့ဒါသူတို့တွေးဆမှုတွေနဲ့ကြည့်မယ်ဆိုရင်တော့ ဒါ2023နောက်ပိုင်းဒီကြီးတန်းကနည်းနည်းလေးနုတယ်လို့ပြောလို့ရတယ်။အရင်နှစ်တည်းက380ရှုံးနေ60ရှုံးနေ480နိုင်နေဒါမျိုးတွေပြီးခဲ့တာဆိုဒီနေ့ပေါက်ထားတဲ့340ရှုံးဆိုကိုပေါင်းကြီးကတော့နည်းနည်းလေးနုနေတဲ့ဘက်ကိုတော့သွားနေတယ်။အဲပွဲစခံနည်းလို့350ရှုံးအထက်360 80 80ရှုံးလောက်ထိပြေးပြင်းလာမယ်ဆိုတော့ဒါပို့ပြီးတော့ဒါမှန်ကန်မှုရှိရလို့ပြောလို့ရတယ်ပေါ့နော်။ အဲ့တော့လဘာဦးကနောက်လာဖိရှာကိုကြည့်မယ်ဆိုရင် front back ကိုအဝေးကွင်းချန်ပီယံလိကင်ရမယ် brand 4ကိုအဝေးကွင်းပြီးများလိ back pair လေးကိုအိမ်ကွင်းပြီးများလိ aston villa အိမ်ကွင်းပြီးများပြီးရင် real madrid ကိုအိမ်ကွင်းချန်ပီယံလိကင်ရမယ် man u ကတော့အကုန်လုံးပြီးများလိကင်ရမယ်ပေါ့နော်ဟိုဟိုဥရောပဥရောပပြိုင်ပွဲဝင်ဝင်မရတဲ့အတင်းမလို့အဲ brighton အိမ်ကွင်း northern forest ကိုအဝေးကွင်း spurs ကိုအဝေးကွင်း everton ကိုအိမ်ကွင်း palace ကိုအဝေးကွင်းနော်အဲ့တော့ ဒါသူတို့နှစ်တင်းရောလက်ရှိမှာလပါဦးကလည်းဒါအတောင်ညောင်းနေတဲ့ဂျူးကြတကောင်လို့ဖြစ်နေရဲမန်ယူကလည်းအပ်ပန်တောင်းနေရန်များနေအတင်းဖြစ်နေရတယ်ဒီနေ့မှာအနိုင်ရှုံးပြတ်သားဖို့ကဟိုအရင်နှစ်တွေကလောက်လွယ်ကူမှုမရှိနေအရင်နှစ်တွေကလပါဦးဖွန်ကောင်းနေတာဖြစ်တယ်လပါဦးကဒါထိုးထားပြီးစိတ်တိုင်းကြဟိုတီးလို့ရတယ်ကိုပေါင်းပေါ်စိတ်တိုင်းကြတီးလို့ရဒါပေမဲ့ဒီနေ့မှာလပါဦးနိုင်ပါမလားဆိုတဲ့တန်တရားတစ်ခုရှိနေတယ်ဒါပေမဲ့တစ်ဖက်ကပြန်ဆင်းဆိုင်မနေ့ကအာဆင်နယ်နိုင်တော့ဖြစ်တယ်ဒီနေ့မှာမဖြစ်မနေနိုင်ရမှဖြစ်မယ်ဆိုတော့အဲဘယ်လိုပြောမလဲ ခံယူချက်နဲ့တွေးမယ်ဆိုရင်တော့လေဒါဒီနေ့လက်ပေါအနိုင်ကမ်းမရမယ်အဲပြီးတော့တုံးပွဲဆက်ရှုံးပြီဖြစ်တဲ့အတွက်ဒါအတင်းတင်းတုံးပွဲဆက်ရှုံးပြီလို့ရှိရင်ဒါအနိုင်ပြန်လာတော့မယ်တေရင်နဲ့အနိုင်ပြန်လာတော့ဒီနေ့မှာတေကြမလားအနိုင်တန်းရသွားမလားဆိုတာမျိုးဒီ flow ကိုလည်းကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ပုံမှန်ကျွန်တော်ရဲ့ဒီကျွန်တော်ကြိုက်တဲ့ flow ရဆိုတော့ဒီလိုတုံးပွဲရှုံးပြီလို့ရှိရင်ဒီနေ့ပွဲရှင်ဒါလီပွဲမြောက်မှာ draw ကြတယ်ပြီးတော့၅ပွဲမြောက်ကြမှဒါအနိုင်ပွဲပြန်ရတာမျိုးဒီလို flow တွေကများတယ်ပေါ့နော်ဒါမဲ့ ဒီနေ့မှာလဘာဝူဒီဒီဖလိုးကိုစန့်ကျင်ပြီးတော့မဖြစ်မနေတုံးမဲ့အနံ့ရဖို့လိုအပ်နေတဲ့အတွက်မနေ့ကအာဆင်နယ်လိုမျိုးအနံ့ရအောင်ကန်သွားခဲ့တယ်လှုပ်တင်းလှုပ်ထိုက်တာနိုင်လှုပ်သွားတယ်သူကလိုဘနကိုးပဲနိုင်နိုင်ဟိုနောက်ကြကိုးနေနိုင်အစောကိုးနေနိုင်အဓိကဒီတုံးမဲ့ရတုံးမဲ့ရဖို့မှတို့ဒီအမှတ်ပေးစမ်းမှာဆက်ပြီးတော့ဥဆောင်နိုင်မယ်။အော်ဒီလိုပဲလေဘာဘူးကလည်းအာဆင်နယ်ကို free အဲဖီယာထက်ထပ်ပေးနိုင်ဖို့ဒီနေ့ပေါ်အနိုင်ရမှမတ်စဝင်းဂိမ်းကစားရမယ်။အဲ့တော့ဒီလိုပုံစံမျိုးစဉ်းစားရမယ်လို့လေဘာဘူးဒီနေ့အနိုင်တည်ကြတယ်။ အော်ဂျင်းအောင်မောင်ပေါ့တလုံးနဲ့နိုင်မယ်ဆိုရင်ဂျင်းက draw ကြမယ်အော်လေဘာဦးနေလဲဘာမှမဖြစ်ဘူးအမန်ယူနေလဲဘာမှမဖြစ်ဘူးဆိုတဲ့အနေထားဖြစ်သွားတယ်အော်ဒီနေ့မှကျွန်တော်တို့ကမန်ယူဖန်တွေကမန်ယူပဲနေမှာပဲလေဘာဦးဖန်တွေကလည်းလေဘာဦးနေမှာအော်ဘော်ဒီကတော့ကျွန်တော်မျှကြည့်ရှိလိမ့်မယ်အော်လေဘာဦး1 3နဲ့နိုင်မလား2 1နဲ့နိုင်မလားအော်သူတို့နှစ်တင်းရဲ့အင်ကွင်းရာကိုပေးကိုအဝေးကွင်းຢາກໂປກໂກລີ້ເຈົ້າເຮົາປ່ຽນປີ້ໂອຕະເຊັດເລີຍລາຈີ້ຫຍັງ အဲ့တော့ကျွန်တော်တို့လီဗာပူးကကျွန်တော်တို့အင်ကွင်း၅ပွဲပေါ့နော်ဒီနေ့ရတီအင်ကွင်း၅ပွဲချန်ပီယံလိအပါဝင်၅ပွဲကံပြီးသွားပြီဘုံမောက်ကို4-2 Arsenal 1-C 84-3-2 Everton 2-1 Southampton 2-1အော်2-5ပွဲစလုံးမှာ5ပွဲစလုံးသူ5ရခဲ့တယ် Arsenal နဲ့တပွဲပဲသူ2ပွဲရကျန်တဲ့ပွဲတွေမှာ2-9နဲ့အထက်သူတွင်းနိုင်ခဲ့ပေကိုပြန်ကြည့်မယ်ဆိုရင် ာဆင်နယ်နဲ့ပွဲကလွဲပြီးတော့ကျန်တဲ့၄ပွဲစလုံးသူဂိုးရီပေးခဲ့ရတယ်တလုံးအနည်းဆုံးပေးခဲ့ရတယ်အီဒီကိုနှလုံးဘုံမောက်ကိုနှလုံးပေးခဲ့ရတယ်အာဆင်နယ်ကတော့သူကလင်းရှိရခဲ့အဲ့တော့လဘာဦးရဲ့အင်ငွေ၅ပွဲနောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်ဂိုးပွဲတိုင်းရတယ်တပွဲပဲဂိုးမပေးရဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရတယ်မန်ယူအသင်းရဲ့အဝေးကွင်းဒီနေ့ရတဲ့အဝေးကွင်း၄ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်ဖူဟန်ကို1-1 ဂင်ဖလီတောင်းတူတူမန်စီတီကိုသူသိနေရှုံးနဲ့ဘရန်ဖို့သူ31နဲ့ရှုံးအဲ့တော့မန်ယူအတင်းဒီအိမ်အဝေးကွင်း၄ပွဲကိုကြည့်မယ်ဆိုရင်ပွဲတိုင်းဂိုးပေးခဲ့ရတယ်၃လုံး၂ပွဲပေးခဲ့ရတယ်ဂင်ဖလီတောင်း၂ပွဲ၂ဂိုးပေးရတယ်ဖူအောင်တဂိုးပေးရသူဂိုးပြန်ရခဲ့တဲ့ပွဲပြန်ကြည့်မယ်ဆိုရင်မန်စီတီနဲ့ပွဲတစ်ပွဲသူတို့ဂိုးမရဂျန်နဲ့ပွဲ၃ပွဲမှာသူတို့ဂိုးလေးပြန်ရခဲ့အဲ့တော့မန်ယူကလည်းပွဲတိုင်းဂိုးပေးရတဲ့အတင်ဂိုးမရကဂိုးမရခဲ့တာကလည်းတစ်ပွဲပဲရှိတယ် လပောင်ဦးကလည်းပွဲတိုင်းဂိုးရတဲ့အတင်ဂိုးမပေးရတာလည်းတပွဲပဲရှိအဲ့တော့ဒီလိုအချက်နဲ့စဉ်းစားလိုက်မယ်အင်ကွင်းဝေကွင်းဖောင်နဲ့ကြည့်လိုက်မယ်ဆိုတော့နှစ်တင်းစလုံးကလပောင်ဦးကလည်းဂိုးရမှာတည်ကြမန်ယူကလည်းဂိုးပေးရမှာဘာလို့ဝေကွင်း၄ပွဲဆက်၄ပွဲစလုံးဂိုးတွေပေးထားတဲ့အတင်အဲ့တော့လပောင်ဦးကလည်းပွဲတိုင်းဒီပါဂိုးပေးရနေတာမန်ယူကလည်းဂိုးတကူရသွားနိုင်အနေနဲ့အဲ့တော့ဒီလိုမျိုးချိတ်ဆက်လိုက်မယ်ဆိုရင်တော့1-1လောက်ကစကြည့်မယ်ဆိုရင်ကျွန်တော်၃လုံးကဘယ်လိုမှဆိုရောက်မယ်အဲ့တော့၄လုံးရောက်မရောက်ကြည့်ရမယ်ကျွန်တော်ပြား30ပြား40ဝင်းကျင်ကျွန်တော်ရင်းပြီးတော့ ကူပေါင်းအပေါ်လေးကတော်တော်လေးကောင်းမယ်လို့ကျွန်တော်ယူဆတယ်အရင်နှစ်ကကြီးတွေနဲ့ရှင်မယ်ဆိုတော့ကိုပေါင်းကြီးဒီနှစ်ကြီးနှန်းကနုနေရဲ့အနေထားမှာရှိတယ်။ဒါမဲ့၃လုံးထိတော့ရောက်သွားနိုင်ခြင်းရှိတယ်။လပါဘူးဒီလည်းမဖြစ်မနေရုံထားရတော့မယ်အနေထား။ရှိရ၃ဘွဲဆက်တွေသူတို့ဒါရှုံးခဲ့ပြီးပြီဒီနှစ်မှာတော့မဖြစ်မနေတွေ့ရသူတို့အန်ဖီကွင်းမှာလည်းကင်ရမယ်။ပိတ်တဲ့တည်းရဲ့ဒီအက်တမော်ဖီးယား၁၂ယောက်မြောက်ပိတ်တဲ့ကစားသမားအနေနဲ့လည်းရှိနေမှာဆိုတော့ဒီနှစ်မှာဒါကိုပေါင်းအပေါ်လေးကောင်းတယ်။လပါဘူး2-1လို့ရဆန်မျိုးနဲ့နိုင်သွားနိုင်ခြင်းရှိတယ်။ ူနီ1လည်းဖြစ်သွားနိုင်တယ်တူနီစီလည်းဖြစ်သွားနိုင်တယ်เนาะအဲ့တော့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဘော်ဒီကတော့ကျွန်တော်မရွေးပေးခြင်းဘူးလီဗာပူးတော့ကျွန်တော်ပိုကြိုက်တယ်เนาะဒါပေမဲ့လီဗာပူးတော့ကျွန်တော်ပိုကြိုက်တယ်မန်ယူဖန်ဖြစ်နေတဲ့အတွက်မန်ယူမူမရွေးခြင်းဘူးမန်ယူကိုလည်းကျွန်တော်မကြိုက်ဘူးဒီနေ့မှာကျွန်တော်မန်ယူရှုံးမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဘော်ဒီဆိုတော့ကျွန်တော်တလုံးသေးရေဆိုရဲကြီးနေမလို့ဒါဟိုလီဗာပူးရဲရဲမယူရဲတာပေါ့เนาะဟိုဘယ်လိုပြောမလဲ ယူလဲတေးလောက်ပဲသွားမယ်ထင်တယ်တလုံးအတာတော့တေးကြတယ်နှလုံးပြက်မပြက်ကနည်းနည်းမြှောက်အောင်ခက်တယ်အဲဂူပေါင်းပေါ်လေးကကျွန်တော်တို့ကပို့ပြီးတော့စိတ်ချရမယ်ထိုးခွဲလို့ကျွန်တော်မြင်တယ်ပြီးတော့မနီကနောက်ဆုံးပွဲမှာအာဆင်နယ်ကဂိုးအောက်ထားတယ်ဒီနေ့အက်စတန်ဗီနာနဲ့အစောပွဲအက်စတန်ဗီနာစပါးနဲ့အက်စတန်ဗီနာတပွဲချင်းအိုက်ပွဲကလည်းဂိုးပေါ်ကြီးမှာပေါ်မယ်တကယ်လို့အိုက်ပွဲခွန်နိုင်ကွဲတာဂိုးမပေါ်ခဲ့ဘူးဆိုရင်ဒီနေ့စင်နိုင်မှာကမ်မက်ဒီပီမြလီအကောင်းဆုံးပွဲစဉ်လက်ပေါင်းနဲ့မိုင်ပွဲစဉ်ကဂိုးပေါင်းအပေါ်တက်လာနိုင်ကြီးများတယ် လက်ရှိဖွင့်ထားတဲ့ဂျီတန်းနေရစပန်းနဲ့အက်စတိုမီလာ385ပြားနိုင်ဆိုတော့ကိုပေါင်းအောက်ကိုသွားမဲ့ဂျီတန်းခြေစွမ်းနေရကတော့နှစ်သင်းစလုံးသုံးခုရောက်ဖို့ကဘယ်လိုမှမခက်တဲ့အနေထားပါတော့။ဒါဂျေးရဆိုတော့လဘောက်ဘူးပွဲက9ပေါ့မယ်၊စပားပွဲက9အောင်မယ်။ဒီလိုပုံစံသွားမယ်။အော်လဘောက်ပွဲကဂျေးရရောခြေလက်ရှိသူနှစ်သင်းလဘောက်နဲ့မှန်ရင်အင်ဂွင်းဝင်းဖောင်နေအရာကောပြီးတော့နှစ်သင်းတမိုင်းချောင်းအစင်လာတိုင်လုံးပြင်းထန်မှုအရာကောကိုပေါင်းပေါ်တက်ဖို့ကများတယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့လဘောက်ဘူးနဲ့မှန်ရင်ပွဲစဉ်မှာ ကျွန်တော်ဂူပေါင်းပေါ်လီကြိုက်ပါတယ်ဘော်ဒီကိုမဖြစ်မနေရွေးပေးပါဆိုတော့လီဗာပူးအတင်းကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်အတင်းမန်ယူအတင်းကိုကျွန်တော်ဘက်ကံပါမယ်ကျွန်တော်မကြိုက်ပါဘူးเนาะပြီးတော့မန်ယူကဒီနေ့ရာဒီဝေဝင်တော်မှအနိုင်များတာလေးတော်တော်လေးချင်နေဆိုးနေမန်ယူနိုင်ပွဲရရနေတာဒီ အိမ်ခွင်းမှာပဲရှိသေးရယ်အဝေးခွင်းမှာလုံးဝနိုင်ခွင့်မရသေးဘူးပေါ့နော်အဲအဲ့ဒီတစ်ချက်ကလည်းကျွန်တော်ကျွန်တော်မန်ယူကျွန်တော်မကြိုက်သေးတဲ့အချက်ဖြစ်ပါတယ်အဲ့တော့လဘာဘူးနဲ့ဂိုးပေါင်းအပေါ်လိုပဲကျွန်တော်ရေးပေးလိုက်ပါမယ်ကိုပေါင်းအပေါ်ကိုတော့ပိုကြိုက်ပါတယ်လဘာဘူးဘော်ဒီကတော့နည်းနည်းပဲကြိုက်ပါတယ်เนาะအော်ဒီဗီဒီယိုကတော့မန်ယူအတင်းနဲ့လဘာဘူးအတင်းတို့ရဲ့ထက်ရက်တွေ့ဆုံမှုဗီဒီယိုကျွန်တော်ဒါမြန်မြန်လေးကျွန်တော်တည်တဲ့လောက်လေးပြောပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဒီနေ့ညမှာကံမဲ့ပွဲစဉ်တွေအားလုံးကိုကျွန်တော်ကြိုက်တာရွေးထုတ်ပြီးတော့တုံးသက်ပေးသွားမှာဖြစ်ပါတယ် မနေ့ကရွေးချယ်မှုကတော့ member တွေကတော့ draw လောက်ကြာသွားတယ်ပေါ့နော်အဲ free ညီကိုတွေကတော့ free tip နှစ်ကွက်ချပြီးအဲနှစ်ကွက်ကတော့အောင်းနေဒါပေမဲ့ online tip ပေါ့နော် online tip ဒီအနီးက support ကြေးပြောင်းနေကြည့်ပြီးကျွန်တော်ချပြီးချက်စည်းပွဲကြာတယ်ကျွန်တော်တင် forward ပေးလိုက်တယ်နောက်တစ်ခုက main ကလီဗာပူးတင်ကြေးကောင်းပေးရနေပြီးတော့ main ကြေးကောင်းပြောင်းသွားတဲ့ main ကိုပေးတယ်ကြာတယ်ပေါ့နော်နှစ်ပွဲစလုံးဒီ online tip နှစ်ပွဲစလုံးပို့ဝါကစားခိုင်းနှစ်ပွဲစလုံးတော့ကြာသွားတယ်အဲ့တော့ ဒီမှာကျွန်တော် တခါလေးကြုံလို့ပြော online test ဖြစ်တဲ့အတွက်ပေါ်ဝါကစားပန်းပေါ်ဝါကစားခိုင်းတာပေါ့။ဘာကြောင့်လဲဆိုတော့ကြီးအပြောင်းလဲကိုကျွန်တော်လိုက်ပြီးတော့ဟိုရွေးချယ်ပေးတာဖြစ်တဲ့ဒါမနေ့ကဆိုချဲတီးဆိုတော့လုတ်သွားတာပဲเนาะ။ဒီ30ရှုံ40ရှုံနဲ့ချဲတီးရ Northern Forest ဒီလောက်ဆုတ်ပြတ်တဲ့နေ Northern Forest ကိုဘာလားတူလီးစည်းဆိုရက်လက်ကမဖြစ်ဘူး။ဖွင့်လိုက်ကြီးတဲ့နေရက်လက်နေရလုံးဝကိုစန့်ကျင်ပဲဖြစ်နေရပါဘောเนาะ။ အဲ့လိုမျိုးရှိရဲအဲပြီးတော့ main နဲ့ liverpool ဆိုလဲ liverpool နဲ့ပွဲဆလာချင်းရှိရဲ penalty ပေးခံ penalty ရသွားအဲဒီလိုမျိုးလေးတွေပေါ့နော်အဲ online တီးဒီကျွန်တော်တို့က live back ကဟိုကံကောင်းတဲ့လူကြီးကြတော့ရတယ်ဗျာကျွန်တော်က live back ကကျွန်တော်လက်ရှိမှာကျွန်တော်ကံမကောင်းသေးလို့ကျွန်တော်ထင်တယ်အဲ့တော့အမောင်းမြန်မြန်မထိုးပါနဲ့ဒီနေ့လဲကျွန်တော် live back ကိုအရင်ကြိုက်မှလာချပေးမယ်အဓိကတော့ကျွန်တော် member ကွက်ထဲကနှစ်ကွက်မနေ့က50ချပေး high dying goal ball နဲ့ဘုံမောက် body ဘုံမောက် body ရအပြည့်အောင်ရမှာပေါ့နော် ဟာခရစ်စတဘဲလီယာပနန်ဒီတွေလည်းရတယ်ကန်နီလည်းကောင်းတာပေါ့လေအင်ကွင်းလည်းဖြစ်နေတော့ဗောနော်ကဲတော့ထားပါတော့အဲ့တော့ဒီနေ့တော့ကျွန်တော် member ကိုဟိုမနေ့ကလိုမျိုးပွဲအများကြီးမထုတ်မနေ့ကကျွန်တော်ရှေ့ပွဲတွေကအနိုင်ရှုံးမပြတ်သားလို့ဒါနောက်ဆုံးဒီ7နိုင်နောက်ပိုင်းကန်တဲ့7နိုင်ပွဲဗီလာရဲ့9ပေါ်ဘိုင်းယန်ဆုံးပေါ်မာဆေးဆုံးပေါ်ဒါမျိုးကြီးကျွန်တော်ချပြီးရေဗောနော်အဲ့လိုမျိုးတွေဖြစ်သွားတယ်အော်ဒီနေ့တော့အများကြီးမချပြီးတော့3ကွက်နဲ့5ကွက်အများဆုံးပေါ့နော်3ကွက်က တုံးကွက်ကတော့ maybe ဖြစ်မယ်တုံးကွက်ကတော့ကျွန်တော်အစောတပွဲပါမယ်ပြီးတော့9နိုင်ဝင်းကျင်တပွဲပါမယ်ပြီးတော့ညနေဒီ17နိုင်17နိုင်နောက်ပိုင်းတပွဲပါမယ်ပေါ့နော်ကဲတော့ဒီပီတော့ဒီလောက်ပါပဲနော်အဲ့တော့ နောက်ပြီးတော့ကြာမှာနောက်ပြီးတော့ကျွန်တော်နေ့လယ်လောက်မှတင်ဖြစ်မယ်ညနေဘောလောက်မှ3နာရီဝင်းကျင်လောက်မှတင်ဖြစ်မယ်လောဆယ်ကျွန်တော်မိုင်ပွဲကိုအရင်ရိုက်ထားဖြစ်ပါတယ်အဒီကြားထဲမှာကျွန်တော်ခြေပြောင်းနေစောင့်ကြည့်ပြီးတော့ဒီနေ့ကြိုက်တဲ့ပွဲစဉ်ရွေးထုတ်ပြီးတော့ selection လုံးမှဖြစ်တဲ့ကြောင်းမှဖြစ်ပါတယ်အဲ့တော့ညနေ3နာရီဝင်းကျင်လောက်မှကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အဲ့မှာတော့ကျွန်တော်ဒီနေ့ကံပွဲစဉ်အတော်တော်များများကိုကျွန်တော်တုံ့သက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးအဆုံးထိကြည့်ရှုပေးကြရတဲ့ခြေလူအများကြီးတင်ပါတယ်အဲကျွန်တော်ညီကိုအင်းနေနဲ့ရောလဘောင်းနိုင်မလားမန်ယူနိုင်မလားဒါလေးတွေကျွန်တော်ဗီဒီယိုကွန်မန့်မှာလာမှန်းသွားလို့ရပါတယ် ျွန်တော်ဖီတစ်တွေမောင်းနေကြိုက်တဲ့ညီကိုတွေထိုးခြင်းနဲ့ညီကိုရှိလို့ရှိရင်ဒါကျွန်တော်ဗီဒီယိုမှာ comment လေးမှတ်ထားပေးပါတယ်တေးရီ channel link နဲ့ Viber channel link လေးမှတ်ထားပေးပါတယ်အဲ့ဒါတစ်ဆင့်ဝင်ရောက်ကြည့်ရှုပြီးတော့ဒီကြိုက်တွင်ထိုးလို့ရပါတယ်ခင်ဗျာအားလုံးမင်္ဂလာရှိတော့နေ့ရက်ကလေးဖြစ်ကြပါစေအားလုံးဂွတ်လပ်ပါခင်ဗျာ